မင်္ဂလာပါခင်ဗျာဖရက်တာနေမြန်မာကနေအပတ်စဉ်တင်ဆက်ပေးနေတဲ့တော်လန်တီသူတို့ရဲ့အသံအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီစီဇန်ကနေဒေတာတီတီကနေနိုင်ရတောင်းဝန်ထမ်းပြီးတော်လန်ရင်းမှပါဝင်နေကြတဲ့သူတွေရဲ့စကားသံတွေကိုနားဆင်ခံသားမှာဖြစ်ပါတယ်ဒီစီဇန်ကိုအပတ်စဉ်ပုတ်ထုံနေညတိုင်းမြန်မာစံတော်ချိန်9နာရီမှာဖရက်တာနေမြန်မာရဲ့တင်ကိုရန်ဆောင်ကနာနဲ့မိဘမီဒီယာများမိဘဖွဲ့စည်းများတင်ကိုရန်ဆောင်ကနာတွေကနေတပြိုင်တည်းထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ဆောင်ရွက်ကြည့်ရှုအားပေးနိုင်ပြီဖြစ်ကြောင်းတင်ကောင်းပါပါတယ် ဒီနေ့အစီအစဉ်အတွက်ပေါ့နော်ဖိတ်ခေါ်ထားတဲ့ဆွေးနွေးပွဲဖိတ်ခေါ်ထားတဲ့ရဲဘော်လည်းအစီအစဉ်ရောက်ရှိနေပြီဖြစ်တဲ့အတွက်ကျွန်တော်အစီအစဉ်လေးကိုစတင်လိုက်ပါရမယ်။ဘိုင်းနယ်တော့နာမည်လေးမိတ်ဆက်ပေးပါဦးဗျာ။အော်ဟုတ်ကျောင်းနမေကတော့ fan ဖြစ်ပြီးရောပေါ့နော်အခု BUGRS မျိုး finin မျိုးပြပျောက်ကြားတက်ဖွဲ့ရဲ့တက်ခက်ရေးမိတူဖြစ်ပါတယ်ဟုတ်ဒီအာနာမတိုင်းခင်ကရောဘာတွေလောက်ခဲ့လဲကြာအဲ့ဒီအချိန်တုန်းကရောဒီနိုင်ငံရေးဆိုတာဘယ်လိုနားလည်ခဲ့လဲပေါ့ဟုတ် အာဟုတ်အာနာမသိခင်ကတော့ကျွန်တော်ကြောင်းတက်တယ်နောက်ပြီးတော့ကျွန်တော်ဝါနာပါတယ်ဘောလုံးကန့်တယ်အဲ့ချိန်တော့ကတော့အာနိုင်ငံရေးတို့ကြောက်ဖို့ပဲလူငယ်တဘာပါပေါ့နော်ကိုလှုပ်ရှားရှိရပဲကိုလှုပ်ပြီးတော့နိုင်ငံရေးအနစ်တာအတိတ်ပဲတော့တိတ်ပြီးတော့နားမလည်ခဲ့ဘူးပေါ့နော်โอเคအဲ့ဒီကနေပြီးတော့ဗောလေအခုဒီဒေါ်လာရေးတဲ့ဘလူရောက်လာခဲ့ရလဲပြအဲ့ဒါလေးတော့ပြောပြပေးလို့ရမှာဟုတ်ဘာဘာကြောင့်ဒီဒေါ်လာရေးတဲ့ကိုဝင်ရောက်ဝင်ခဲ့ရလဲပေါ့ဟုတ် အာကျွန်တော်ကတော့ဒီဘယ်လိုပြောမလဲအာနာရှင်စနစ်ကိုမကြိုက်လို့ပေါ့နော်ကျွန်တော်ကြောင်ကြောင်သားတယောက်အနေနဲ့လည်းဒီ low level nation ပေါ့ဗျာဒီလိုဒီမျိုးပေါ်မှာအဲ့လိုအာချုပ်ချဲ့ရတဲ့ပုံစံမျိုးနဲ့တော့ကျွန်တော်မနေရှင်ဘူးပေါ့ဒါကြောင့်မို့ကျွန်တော်ဒီတော်လိုင်းရေးတဲ့ကိုပါဝင်ခဲ့တာပေါ့โอเคဒီလက်ရှိမှာလည်းဒီတိုက်ခိုက်ရေးရေးပေါ်ဖြစ်နေဟောဖြစ်နေရဆိုတော့လေဒီကာလတွေမှာပေါ့ဘယ်လိုစိန်ခေါ်မှုတွေရှိခဲ့လဲဗျာ အာအခုအာလက်ရှိဖြတ်သန်းနေတဲ့တာဝန်ထမ်းဆောင်ရတဲ့အချိန်မှာတော့စိန်ခေါ်မှုနေနေကတော့ရှိရပါတော့အဲ့ဒါကအနေထိုင်နေပြီးတော့အစားအသောက်တွေပြင်ပန်းခက်ခဲမှုတွေပါပဲဒါရကကျွန်တော်တို့ရွေးရှင်းခဲ့တဲ့လမ်းဖြတ်ချက်ကြောင့်မလို့အာကျွန်တော်ခန့်ကျွန်တော်ခန့်ယူချက်နဲ့ကျွန်တော်မလို့ပါတော့ဒီအခက်ခဲစိန်ခေါ်မှုလို့တော့ကျွန်တော်တို့မတတ်မှတ်ဘူးအာအခုကျွန်တော်တို့ကတော်လိုင်းရေးလုံးနေရဖြစ်တဲ့အတွက်ကြောင့်ဒီအခက်ခဲစိန်ခေါ်မှုတွေကတော့ဖြတ်ကျော်ရမှာပါဟုတ်ကဲ့ဟုတ်ဒီအမျိုးသားတွေနဲ့တန်းတူပါလေဒီ ဟိုဟာတိတ်ခက်ရေးတောင်ထန်းဆောင်နေတော့ဒီဒီတောင်ထန်းဆောင်ဖို့အတွက်ပေါ့ဒီဘယ်လိုစိတ်တက်မျိုးတွေမွေးမြူပြီးတော့ကြော်ဖြတ်နေလဲပေါ့စိတ်တက်ချက်စရာတွေပေါ့ဘယ်လိုကြော်ဖြတ်နေလဲပေါ့ဟုတ်အဟုတ်အဲအဲ့တော့ကျွန်တော်တောင်ထန်းဆောင်အချိန်မှာတော့မျိုးသားမျိုးသမီးအဲ့လိုတော့ရှိဘူးပဲကျွန်တော်စီမှာတော့တောင်တောင်ထန်းဆောင်အချိန်မှာလည်းအခက်ခဲတော့မရှိဘူးကိုတောင်ကိုကြည်အောင်လုပ်တယ်အာမိတ်နာခံတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တော့အခက်ခဲမရှိဘူးပေါ့ โอเคโอเคဟုတ်အဲရဲဘော်နဲ့ဒီဘဝသူဟိုဟာဘောတခြားအမျိုးသမီးရဲဘော်တွေရောဟိုဟာတိတ်တွန်းအားပေးစကားဘယ်လိုမျိုးပြောချင်လဲဗျအာဘရိုအဖေကျွန်တော်အတူတူရှိနေပါတယ်လို့အာစိတ်ဓာတ်မကြဘူးမကြဖို့လည်းပြောချင်တယ်နောက်ပြီးတော့အာကိုလုံးနိုင်တဲ့ဘိုင်းကိုကိုသွားနေတဲ့အရာစီကိုပဲအာဥောက်သွားပေါ့နော်အဲကျတော့ဒီကျွန်တော်ဒီတော်လိုင်းထဲမှာပါဝင်နေတဲ့အမျိုးသမီးတွေအကုန်လုံးကိုလည်း စိတ်ဓာတ်မကြပါနဲ့လို့ဒါဒါရစိတ်ဓာတ်ကြစရာမဟုတ်ဘူးပေါ့နော်ဒါဒါရတစ်ချိန်ကြာရင်ဒါဒါဘယ်လိုပြောမလဲအအကောင်းဆုံးစူးစမ်းပေါ့ဒါပဲဟုတ်ဒီဒေါ်လာရေးအရွေးကလေဘယ်လောက်ထိအခီးပေါက်နေပြီလို့ပြောလို့ရလေအဲ့ဒီပုံမှာဟိုဟာပေါ့အာရဲဘော်အနေနဲ့အားရကျင်တဲ့မူဒီအားမရသေးတဲ့အရာတွေပါရှိမလဲဗျဟုတ်ဒီလက်ရှိတော့လည်းရွေရတော့ရွေရတော့အတိန်းတခုထပ်ပုံနေရဲ့အနေထား တခုရောက်နေပြီဆိုတော့ပြောစရာတော့မလိုတော့ဘူးပေါ့နော်ပြည်သူတွေအနေနဲ့ဒီထက်ပို့ပြီးတော့ပူပေါင်းပါဝင်လာနိုင်မယ်ဆိုရင်တော့ပို့ပြီးတော့အောင်မြင်လာမယ်အာဒီအနာရှင်ပေါ့နော်စကားဆတွေကိုအမြန်ပြည်သက်ချိန်မလာနိုင်မယ်အာအာမရဒီရဲ့အရာတွေကတော့လက်နဲ့ခေရန်ပိုင်းပေါ့နော်ပူပေါင်းပတ်ဝင်ပေးမယ်ဆိုရင်တော့ဒီထက်မကပို့ပြီးတော့ပြည့်စုံမယ်လို့ကျွန်တော်ထင်တယ်ပေါ့ဟုတ်ကဲ့ဒီနောက်တစ်ခုကဒီကျွန်တော်တို့ဒီအနာဂတ်မြန်မာနိုင်ငံပေါ့ဟိုဟာလူငယ်တယောက်အနေနဲ့ဘယ်လိုပုံစံမျိုးလေးမြင်ချင်လဲဗျအာ လူငယ်တယောက်အနေနဲ့ကိုယ့်ရဲ့နိုင်ငံရဲ့အာဒီကိုယ့်နိုင်ငံရဲ့အနာဂတ်အတွက်ဒီတိုက်ပွဲဒီတော်လိုင်းအိမ်မှာပါဝင်နေတာဗောနော်ဒီနိုင်ငံရဲ့နိုင်ငံကိုကိုယ့်ရဲ့နိုင်ငံဗောဒီနိုင်ငံတကာမှာတင်းတဲ့စီချင်းနဲ့နောက်ပြီးတော့ဒန်တုတိုတက်စီချင်းနဲ့ဗျာနိုင်ငံကြီးမှမဟုတ်ဘူးဗျာလူနေလူနေမှုဘဝတွေရောစီးပွားရေးတွေရောအာဒါတွေမှအစဗောအာခေတ်တနိုင်ငံတော်ကြီးတစ်ခုအနေနဲ့လဲမြင်ချင်တယ်ဗောနော်နောက်ပြီးတော့မြန်မာနိုင်ငံကြီးအနေနဲ့ကတော့ကျွန်တော်တို့ အာနားလေတက်ဆန်းနိုင်တမျှတော့ဆက်လက်ပါဝင်လှူဆောင်တော်ဖို့တော့ရှိပါတယ်။ဟုတ်ကဲ့ဗျာ။ဒီဒေါ်လာရေးပြီးသွားရင်ရောရေပေါ်နေနဲ့ပါပါတော့ဖို့စိတ်ကူးရှိလေဗျာ။ဒီလိုစဉ်းစားသားလဲဖို့ဗျာ။ဒေါ်လာရေးပြီးသွားရင်တော့အိမ်ပြန်မယ်ပေါ့။အိမ်ပြန်ပြီးတော့ပြောရှင်မယ်။အိမ်မှာကျွန်တော်ညီလေးညီမလေးနဲ့ပဲအဲသူတို့ပြောပြောရှင်ပြန်နေမယ်ပေါ့။အဲအဲ့လိုတော့စိတ်ကူးတော့ရှိတယ်။နောက်ပြီးတော့ကဘာပတ်မယ်ပေါ့။ဟုတ်ကဲ့ဟုတ်။ဟုတ်ကဲ့ဟုတ်။ ဒီဟိုပေါ့ဒေါ်လန်ပြည်သူတွေနဲ့လေဒီဒေါ်လန်ရေးလုံနေတဲ့လူတွေအားလုံးကိုပေါ့လေအဲဖြည့်ဆက်ပြီးပြောချင်တာရှိရင်ပြောပြပါဦးဗျာအကောင်လုံးအတင်းထားပါလို့ကျွန်တော်ဒီကျွန်တော်လိုချင်တဲ့ဒီ Federal Democracy လဲရဖို့အားလုံးတူတူစူးစမ်းနေပါတယ်လို့အာနောက်ပြီးတော့ဒီစိတ်ဓာတ်မကြကြပါနဲ့လို့အာဒါကြီးအကောင်လုံးကဒီအိမ်မက်ဆိုးကြီးကနေအကောင်လုံးယုံထွက်နိုင်ကြမှာပါလို့အဲအကောင်လုံး fighting ပါလို့စိတ်ဓာတ်မကြကြပါနဲ့ဟုတ်ကဲ့ပါကျေးဇူးပါဗျာဟုတ် ခုလိုမျိုးကျွန်တော်ခေါ်တဲ့ဌာနရဲ့မြန်မာရဲ့လူငယ်တန်ထဏမှာဟိုကောင်းမွန်တဲ့ဆွေးနွေးချက်တွေလူငယ်တွေရောလူကြီးတွေရောဟိုအတွေးအကြုံရမယ်ဆွေးနွေးချက်တွေဆွေးနွေးပြီးသွားတဲ့စီစဉ်အများကြီးတင်ပါရဲ။တော့ဒီစီစဉ်ကိုစောင့်မကြည့်ရှုအားပေးကြတဲ့ယူရပြည်သူတွေအနေနဲ့လည်းတွေးမြင်သက်တွေတော်လိုင်းကြီးတော်ထောက်ကူပြုတဲ့အတွေးအကြုံတွေရှိနိုင်မယ်လို့ကျွန်တော်လင့်ပါရဲ။စောင့်မကြည့်ရှုအားပေးခဲ့ကြတဲ့ယူရပြည်သူများအားလုံးလည်းစိတ်ချမ်းသာချီးကျူးကျမ်းချီးများနဲ့ပြည့်စုံပါစေခင်ဗျာ။